အမခန်ဆိုတာပါလေဘယ်ယာရီကိုအမခန်ထားလို့ရတာလဲကျွန်တော်တို့ကအမခန်လို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့ဒီအများဆုံးကြားပူးတာတွေကပါရှိရှိမလဲဆိုတော့အဲမီဟိုကားအမခန်ရှိမယ်ကျွန်တော်တို့မီးအမခန်ရှိမယ်ပေါ့နော်ဒီကားအမခန်တို့မီးအမခန်တို့အဓိကထားရခြင်းရဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ကအဲကားဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီတဘာဝဘေးရန်တွေအကြောင်းပဲဖြစ်ဖြစ်အဲကျွန်တော်တို့နောက်တစ်ခုကဒီမတော်တဆအစည်းအဝေးအကြောင်းပဲဖြစ်ဖြစ်ပေါ့နော် အဲကိုရဲ့ကားရင်းတစ်ခုဆုံးရှုံးပျက်စီးမှုတွေရှိခဲ့မယ်ဆိုလို့ရှိရင်ဒီကိုအာမခံထားတဲ့ community ကနေပြီးတော့ရော်ချင်းငွေပြန်လဲရရှိအောင် ဖြစ်တယ်ပေါ့နော်မိအာမခံလည်းအဲ့လိုပဲဒီမိလောင်မှုဖြစ်စဉ်တွေထဲမှာအဲကိုရဲ့တိုက်တွေအိမ်တွေပါသွားခဲ့မယ်ဆိုလို့ရှိရင်အဲကိုငွေသွင်းထားတဲ့ပမာဏအလိုက်ကိုရဲ့တိုက်တန်ဖို့အလိုက်အာမခံ community ကနေပြီးတော့ရော်ချင်းငွေ ပြန်လဲရရှိအောင်ဖြစ်တယ်ပေါ့ အဲဒီကားအမခံတို့မိအမခံတို့ကတော့ကျွန်တော်တို့ကအမခံမျိုးစားထဲမှာအဲ general insurance နဲ့မှာပါတယ်ပေါ့နော်အထွေထွေအမခံမျိုးစားတွေဖြစ်တဲ့အဲဒီအမခံ general insurance တော့ကျွန်တော်တို့ငယ်စဉ်ကတည်းကအတိုင်းလဲကြားဘူးတာဖြစ်တဲ့အဲလူတော်တော်များများလဲသိကြတယ်ပေါ့နော် ောက်ထပ်တစ်မျိုးကတော့ကျွန်တော်တို့ဘာရှိသေးလဲဆိုတော့ကျွန်တော်တို့ဒီလူတွေနဲ့ဆိုင်တဲ့အာမခံ life insurance ပေါ့အဲဒီလူတွေနဲ့ဆိုင်တဲ့အာမခံမှာတော့ကျွန်တော်တို့ကအာမခံမျိုးစွာနောက်ထပ်ဘယ်နှမျိုးလောက်ထပ်ရှိသွားလဲဆိုတော့အသက်အာမခံနဲ့ကျန်းမာရေးအာမခံဆိုပြီးတော့နှစ်မျိုးရှိရပေါ့နော်အတအမခံဆိုလို့ရှိရင်ကျွန်တော်တို့ကဘလို့လူမျိုးတွေကအများဆုံးထားကြတာလဲဆိုလို့ရှိရင်ဒီ ဟိုပါတော့မိသားစုတစ်ခုရဲ့ကျွန်တော်တို့ကအိမ်အောင်ဦးစီးတွေထားကြတယ်အဲအိမ်အောင်ဦးစီးမဟုတ်ပေမဲ့လည်းဒီမိသားစုမှာဝင်ဝေလမ်းကြောင်းကိုအဓိကရှာဖွေနေရတဲ့သူတွေကဒီအသက်အမခံနေထားကြတယ်သူတို့ကဘာရွယ်ချက်နဲ့ဒီအသက်အမခံကိုထားကြတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအိမ်အောင်ဦးစီးအိမ်အောင်ဦးစီးတွေဒီဝင်ဝေရှာဖွေနေရတဲ့သူတွေကကျွန်တော်တို့ကနေ့စဉ်နဲ့များကိုယ့်ရဲ့မိသားစုအတွက်ကျွန်တော်တို့ကအဲလှုပ်ရှားရုန်းကန်နေရတယ်ကိုယ့်ရဲ့မိသားစု ဒီစီးပွားရေးရောပညာရေးရောဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားနေကြရတယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဒီဒီတို့ရဲ့အသက်တစုံတစ်ခုသောအကြောင်းအရာတွေကြောင့်ပေါ့ expire ဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်အဲတို့ရဲ့နောက်မှာရှိခဲ့မယ်တို့မိသားစုရဲ့စီးပွားရေးအဲတို့သားသမီးတွေရဲ့ပညာရေးကိုတစုံတစ်ခုထိခိုက်သွားမှာဆိုရယ်ပေါ့နော်အဲ့လိုမျိုးထိခိုက်သွားမှာဆိုရယ်ဒီ စီးပွားရေးတွေရိုင်းနေသွားမှာဆိုရဲပြီးတော့ဒီသာသမီရဲ့ပညာရေးတွေထိကြိုက်သွားမှာဆိုတဲ့အတွက်ကျွန်တော်တို့ကအဲသူတို့ဒီသူတို့ရဲ့အသက်ကိုအတ္တအမခံ ကုမ္ပဏီမှာအမခံထားပြီးတော့မှအဲဒီဒီဘောနောသိန်းရာခနန်းတော်၎င်းသိန်းထောင်ခနန်းတော်၎င်းအမခံနေထားပြီးတော့မှကိုယ့်ရဲ့မိသားစုအတွက်အကာအကွယ်ကြီးကြီးမားမားเออท้าท้าจ๋าဖြစ်တယ်ဗောနောဒါတော့အတ္တအမခံကိုအများဆုံးဟိုท้าကြတဲ့သူတွေ ਨੇ အဓိကท้าရခြင်းရည်ရွယ်ချက်ပေါ့ နောက်တစ်မျိုးကတော့ကျမ်းမာယာမခံအဲကျွန်တော်ကျမ်းမာယာမခံမှာတော့အဓိကဘာကြောင့်ထားကြတာလဲဆိုလို့ရှိရင်ဒီခေတ်ကကျွန်တော်တို့ကဆေးရုံဈေးကအရန်ကိုကြီးမာတယ်ပေါ့နော် အဲမတော်တဆမှုပဲဖြစ်ဖြစ်96ပါးသောယောဂအကြောင်းပဲဖြစ်ဖြစ်အဲကျွန်တော်တို့ဆေးရုံတရတော့မယ်ခွဲစိတ်ကူတာဖို့လိုလာပြီဆိုလို့ရှိရင်ဆေးရုံစိတ်တရားအဲအရန်ကြီးမာတာဖြစ်တဲ့အတွက်ကျွန်တော်တို့အခြေခံလူဒန်းသားဆိုလို့ရှိရင်ကျွန်တော်ဆေးရုံတောင်မသွားနိုင်ဘူးပေါ့နော်ဆေးရုံမသွားနိုင်ဘူးအပြင်ဆေးခန်းလေးမှာပဲအဲပြရတယ်ကျွန်တော်တို့အပြင်ဆေးဆိုင်လေးမှာပဲဆေးဝယ်တောက်ရတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေတွေရှိတယ်ပေါ့ အဲ့တော့အဲလူလက်တန်းသားဆိုလို့ရှိရင်လည်းအဲ့လိုပါပဲကျွန်တော်တို့ကဟိုစေယုံတော့တက်စေယုံတက်ရမယ်ဆိုတော့တက်တယ်ခွဲစိတ်မှုလုံးရမယ်ဆိုလို့ရှိရင်လုံးတယ်ပေါ့အဲ့ဒီအချိန်မှာပါရှိမလဲဆိုတော့တို့ဒီစူးဆောင်းထားတဲ့ငွေကြေးတွေထုတ်သုံးရတယ်အဲဒီစူးဆောင်းထားရတဲ့ဒီရွှေဟိုပါပေါ့ဒီရွှေငွေရတနာတွေကိုထုခွဲရောင်းချတာရှိရပါတော့เนาะအဲ့တော့ ျွန်တော်တို့ကဒီဥစ္စာကဒီကျမ်းမဒီကျမ်းမရမခန္ဓာရှိထားတဲ့ဒုတိယဆိုလို့ရှိရင်အဲသူကပဲမိသူရောចောင်းရံနေပဲဖြစ်ဖြစ်စေယုံစေကံဒီအဲခွဲဖို့လိုလာပြီစေဖို့လိုလာပြီစေယုံတက်ဖို့လိုလာပြီဆိုလို့ရှိရင်ကျွန်တော်ကစေယုံငွေရေးကြေးရေးအပူအပင်ကင်းစွာနဲ့တွားပြီးတော့တက်လို့ရတယ်ပေါ့နော်အဲဒီသူထားထားတဲ့အာမခန်ကုမ္ပဏီလိုက်သူဝယ်ထားတဲ့ product လိုက်ကျွန်တော်တို့ကတစ်စိတ်တစ်ပိုင်းတော့၎င်း အကုန်လုံးတော့လက်ကောင်းကျွန်တော်တို့ကဒီအာမခန်ကုမ္ပဏီကနေပြီးတော့ပြန်ပြီးတော့အကုန်ပြန်ပြီးတော့အဲတောင်းယူလို့ရတယ်ဗောနော်ဒီစေယုံမှာဟိုနာ10သိန်းကုန်မယ်15သိန်းကုန်မယ်သိန်း20သိန်း50ပေါ့အဲအဲ့ဒီပုံမှာအဲတစ်စိတ်တစ်ပိုင်းလည်းဖြစ်နိုင်တယ်ဒီသူအာမခန်ထားတာကဟိုငွေတွင်းထားတဲ့ငွေကြေးပမာဏပေါ့မူတည်ပြီးတော့အကုန်လုံးလည်းပြန်ပြီးတော့ claim လို့ရတာမျိုးတောင်းခံလို့ရတာမျိုးရှိတယ်ဗောနော်အဲ့တော့အဲကျွန်တော်တို့ကအဲအဓိကတော့ကိုယ့်အိတ်ထရာဟို ပစံလုံးနေခဲခဲနဲ့မထွက်ဖို့အရေးဟာကိုယ်အရေးပဲပေါ့နော်အဲ့တော့သူတို့ဒီကျမရာမခံပါကြောင်းထားကြတယ်ဆိုလို့ရှိရင်ဒီအနေငယ်တော့နှစ်စင်ဂျေးလေးတွေတွင်းပြီးတော့ကိုကြိုပြီးတော့မတိနိုင်တဲ့အဲဒီယောဂပဲဖြစ်ဖြစ်အက်ဆီဒန့်တွေပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လုံးဝ မိသားကိုကိုကိုအတွက်လည်းအခက်အခဲမတွေ့အောင်ကိုမိသားစုလည်းအတွက်လည်းအခက်အခဲမတွေ့အောင်ကျွန်တော်တို့ကဒီကျမ်းမာရေးအမခံတွေကိုထားထားကြတာဖြစ်တယ်ပေါ့နော်အဲဒီအတအမခံနဲ့ကျမ်းမာရေးအမခံမျိုးစားရောကျွန်တော်တို့က life insurance နဲ့မှာပါတယ်အဲတော်တော်များများလည်းသိတော့သိနေကြပါပြီတချို့လည်းမသိသေးဘူးပေါ့နော်ဒီဥစ္စာအမခံထားလို့ရတယ်ဆိုတော့မသိသေးဘူးအဲအဲ့တော့အဲကျွန်တော်ကဒီနေ့လေးမှာဒီအမခံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေပေးတာဖြစ်ပါတယ်အမခံမှာတော့အဓိကကတော့ကျွန်တော်တို့ကကားအမခံမီးအမခံနေရတော့ genuine insurance အောက်မှာရှိတယ် ဒီအတမခန်နဲ့ကျမရမခန်ရတော့ကျွန်တော်တို့က life insurance ကောင်းစင်အောင်မှရှိတယ်ပေါ့နော်အဲ့ဒီမှာအဲကျွန်တော်ကတော့ကျွန်တော်နာမည်ကတော့ကျော်မင်းထွန်းပါအဲကျွန်တော်ကဒီ AIA မြန်မာမှာဒီ life insurance advisor အနေနဲ့ကျွန်တော်အလုပ်လုပ်ကိုင်နေပါတယ်အဲဒီ life insurance နဲ့ပတ်သက်လို့ကျွန်တော်ကိုအဲတည်လို့ရာမေးလို့ရာဆွေးနွေးလို့ရာရှိလို့ရှင်လဲဒီအဲ comment box or chat box ကနေပြီးတော့ကျွန်တော်ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်အဲအားလုံးကျေးဇူးတင်ပါတယ်